ီတစ်ပတ်ကျွန်တော်တို့ဟိုတင်ထားတဲ့ပုံလေးတွေမှာပြန်လည်ပြေကြားကောင်းမြတ်မြတ်အစီအမံဖြစ်ပါတယ်မင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါဒီတစ်ပတ်ကျွန်တော်တို့ဟိုတင်ထားတဲ့ပုံလေးတွေမှာပြန်လည်ပြေကြားကောင်းမြတ်မြတ်အစီအမံဖြစ်ပါတယ်ကျွန်တော်တို့မင်းမြန်ထားတဲ့လူတွေရတဲ့အိုးပိုင်အိမ်ပိုင်ဖြစ်ချင်တယ်တဲ့အိုးပိုင်အိမ်ပိုင်ဖြစ်ချင်တယ်ဆိုရင်တော့ခုခမရဒီ15ရက်5လ2025ကနေပြီးတော့ အမေခုနလပိုင်းစံငားရဲ့တွင်ကတော့ခမရအိုးပိုင်းအိမ်ပိုင်းဖြစ်ပြီးလို့တာမှတ်ပြီးတော့အဲဆိုတော့ကျွန်တော်တို့အိုးလေးတလုံးပေါ်မှာဟောင်းအေးတဲ့ပေါ့ဗျာအိုးလေးတလုံးပေါ်မှာအိုးလေးတလုံးမှာအိမ်ပုံစံလေးလို့ဟိုပါပေါ့စက်ကူလေးနဲ့အိမ်ပုံစံလေးဘလို့အိမ်ဖြစ်ဖြစ်ပလတ်စတစ်နဲ့အိမ်ဖြစ်ဖြစ်စက်ကူနဲ့အိမ်ပုံစံလေးတစ်ခုကိုလုပ်အိုက်ပြီးတော့အဲအိမ်လေးကိုခမရအိုးလေးပေါ်မှာတင်းတင်းပြီးခမရတန်ကျိုးလေးနဲ့ဒါမှမဟုတ်လွယ်ကလေးတဲ့ထက်အိုးလေးကိုထည့်ထည့်ပြီးမှအဲအိမ်ပုံစံလေးကိုထည့်တနေရာချိတ်ဆွဲဆွဲပြီးကမှဆူတာ အိမ်မှာတော့အိုးလေးလည်းရှိပြီးအိမ်လေးလည်းရှိပြီးအိုးပိုင်အိမ်ပိုင်ဖြစ်ချင်းလိုက်တာဒါကြောင့်အိုးလည်းရှိပြီးအိမ်လည်းရှိပြီးအိုးပိုင်အိမ်ပိုင်ဖြစ်အောင်ကုညီဆောင်ကြတော်မူပါဆိုတဲ့အကြောင်းမကြာခဏအဲ့ဒါလေးကိုခမလွှဲလွှဲပြီးမှဆူတောင်းမိတော့ခမသိမ့်မကြဘူးအချိန်တွဲမှာတော့ခမအိုးပိုင်ပိုင်ဖြစ်မှာဖြစ်ပါတယ်အကြအိုးပိုင်ပိုင်ဖြစ်ချင်းတဲ့ပုံကိုအားလုံးတို့ဒီအိုးလေးတစ်လုံးပေါ်မှာအိမ်ပုံစံလေးတစ်လုံးကိုတင်းတနေရာမှာခမအတန်ကျိုးလေးနဲ့အဲ့အိတ်ကလေးနဲ့တခုခုလေးနဲ့ကြီးလို့ရတယ်နဲ့ကြီးပြီးချိတ်ဆွဲထား မကြာခဏလွှဲလွှဲပြီးတော့ထူတောင်းလိုက်ကြမှာဗျာအတင်းအိုးလေးရဲ့အတင်းအိမ်လေးရဲ့ကျမတို့မှာအိုးရောရှိပြီးအိမ်လည်းရှိပြီးအိုးပိုင်ပိုင်ဖြစ်ကျင်နေဒါကြောင့်အိုးလေးရလည်းအဲအိမ်လေးရလည်းအိုးပိုင်ပိုင်ဖြစ်အောင်အများဆုံးကူညီဆောင်ရှောက်ပါဆိုတဲ့အကြောင်းပြုလုပ်ခြင်းဖြင့်တင်းတို့မှာပိတ်ဆို့နေတဲ့အိုးပိုင်ပိုင်ဖြစ်တည်တော့ရေရာများကိုတင်းပြပေးလိုက်ပါတယ်ဗျာအဲဒီရောက်မကောင်းမှုဆိုတဲ့ပုံကူများဒီအောင်ကောင်းမြင်နေဆိုရင်ပလင်းတစ်လုံးမှာခမရကစွညွန့်ဆိုငါညွန့်ထက်ငါညွန့်ထက်ထဲပြီးမှာခမရအိုက်ကြိုက်တဲ့နေရာလေးတင်းထား တင်းထားရင်တော့ခမရဇေးရောင်းကောင်းမှဖြစ်ပါတယ်အခမရလူတယောက်လာဝယ်တယ်ဝယ်ပြီးရင်ခမရအကစင်းညုံလေးတိုင်ပြီးတော့စူးတောင်းလိုက်ချလိုက်နောက်တစ်ခါမိနစ်20လောက်တင်းလာဝယ်လိုက်အဲ့ဒါခမရဆိုင်မှာလူမပြတ်ပါဘူးဖြစ်ပါတယ်ဗျာကစင်းညုံ9ညုံဒီဇေးရောင်းကောင်းသေးပါတယ်ဗျာနော်ဇေးရောင်းသားဟောကမြေလိုချင်တဲ့ပုံကွယ်တဲ့အဲ့ဒီကစင်းညုံ9ညုံထဲထားတဲ့ခါလေးကိုခမရမိမိနေထိုင်တဲ့နေရာရဲ့အင်္ဂါတော့အရှိတောင်းတောင်းထားပြီးတော့စူးတောင်းအတင်းကစင်းညုံလေးရဲ့အာကျွန်တော်မြေဝင်းနေတယ်အဲ့ကျွန်တော်မြေပြေးရတက်တလုံးအစင်းပြင်းမြေလေးဝင်းနေလား အဲ့ဝင်တင်နေတဲ့ခွန်းလေးပေါင်းအတင်ကစွညွန့်လေးကကုညီဆောင်ချောက်တော်မူပါဆိုတဲ့အကြောင်းကစွညွန့်လေးကိုအင်္ကာတော်အခြေတောင်တော်ထားပြီးမှဆူတောင်းမယ်ဆိုလို့ရှိရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့မြေယာရီနဲ့ပတ်သက်တဲ့ကိစ္စမှာအဆင်ပြေမှာဖြစ်ပါတယ်ကစွညွန့်ကအင်္ကာတော်ထိုင်းတော်မြေဝင်တတ်တယ်ကြိုက်တဲ့နေရာထိုင်းတော်ဈေးရောင်းကောင်းတဲ့တတ်တယ်ရှိပါတယ်ဗျာဒါကြောင့်ကစွညွန့်လေးကိုအင်္ကာတော်ထိုင်းမြေဝင်မယ်ငါညွန့်ကြိုက်တဲ့နေရာလေးထားမယ်ဆိုရင်တော့ဈေးရောင်းကောင်းမှာဖြစ်ပါတယ်နော်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စအကျွေးပေးရတယ်ရှိတယ် အကျွေးတွေရစရာရှိတယ်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေလိုချင်တယ်ဆိုရင်တော့ခမရအိမ်မှာအိမ်မှာရှိတဲ့ထီးလေးကိုကိုင်းခမရတော့ခောက်ထီးပြီးဖဲထီးပြီးဘာထီးထီးဆိုပြီးတော့စုပ်စုပ်ဟောင်းဟောင်းအဲစုပ်ရင်တော့မိုးကောင်းသေးတယ်အစ်စ်တဲ့ဆိုင်အစုပ်ကလေးကိုကိုင်းစနေတော့နောက်တောင်နောက်အောင်လက်အတင်ထီးလေးရဲ့အာကျွန်တော်လေးအကျွေးပေးတရားကြီးတယ်ကျွန်တော်ကျွေးပေးတရားကြီးတာဘယ်တော့ဘလူးပေးရမှာဘယ်တော့ကျွန်တော်ရတရားလည်းရှိတယ်ဘလူးပေးထားတဲ့ပတ်စံဘယ်တော့အဲ့ဒါလေးလည်းရမှာဖြစ်မှာကျွန်တော်လူချင်းတဲ့ပတ်စံဘယ်တော့အဲ့ဒါလေးတွေရအောင် အမြန်ဆုံးပေးရရန်ဇာတ်လေးစင်ပြီးကျွန်တော်လူချင်းနဲ့ငွေကြေးများပွင့်လောက်အသင်ထီးလေးကကူညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းစနေတော့အနောက်တောင်တော့လက်ထီးလေးကိုကင်ပြီးတော့ဆူတောင်းမယ်ဆိုလို့ရှိရင်တော့ဆူတောင်းပြီးတဲ့ချိန်ရ9နာရီအရာဖြစ်ပြောရင်၄ရက်လောက်တွင်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စများအမြန်ဆုံးစင်ပြေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ငွေကြေးအစင်မပြေတဲ့ပေးရရန်ဇာတ်ရှိတဲ့ပုံကူများလူချင်းနဲ့ပုံကူများတော့စနေတော့အနောက်တောင်တော့လက်ထီးလေးကိုကင်ပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပေးရရန်ဇာတ်များအမြန်ဆုံးပြပြောက်သွားမှာဖြစ်ပါကြောင်းလေးလေးစားစား တင်ပြလိုက်ပါတယ်ဗျာဒီပေါက်ချင်တဲ့ပုံကူများအာခင်ဗျဒီပေါက်ချင်တယ်ဆိုရင်ကြာသာပရိအနောက်ရကူလည်းမျက်နှာတက်မျက်နှာတက်တဲ့အချိန်မှာခင်ဗျအနောက်ရကူလည်းပြီးတော့မျက်နှာလေးတက်ပြီးတော့ဒီနေ့တော့ဒီကနေ့ပွင့်မှာပြင်မယ်ဒီပေါက်ချင်တယ်အာဒီဒီပေါက်ချင်တယ်ဒီဒီပေါက်အများဆုံးကူညီစောင့်ကြတော်မူပါဆိုတဲ့အကြောင်းခင်ဗျလေးလေးစားစားဆူတော့အဲ့မျက်နှာတက်နေတဲ့အချိန်မှာပဲခင်ဗျကဏန်းလိုချင်လို့ရှိရင်မျက်နှာတက်မှတ်တာဒီနေ့ကတော့ အထီးကနားလေးတွေထိုးမယ်ဘယ်ကနားလေးတွေထိုးအောင်မသိဘူးကနားလေးတွေကြားပြစေဆိုပြီးမျက်နှာလေးကိုအေးအေးဆေးဆေးတစ်လိုက်သမှာဗျာတယောက်ကကနားနဲ့ပတ်သက်လို့ပြောအောင်လဲအဲ့ဒီကနားလေးလာထိုးချလိုက်သမှာခင်ဗျအထီးကများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ပြန်လဲပြေချာကောမတ်များအစီအစဉ်ရတော့ခင်ဗျာမြေယာနဲ့ပတ်သက်လို့လိုချင်အင်္ဂါတော့ရှေ့တောင်တော့ကိုစွညွန်လေးထားဈေးရောက်ကောင်းရင်တော့ကြိုက်တဲ့နေရာလေးထားပြီးစုထောင်းမယ်ဆိုရင်ဈေးရောက်ကောင်းမှာဖြစ်ပါတယ်ဒါကြောင့်မြေပိုင်းရပိုင်း ဖြစ်ကျင်တဲ့အိုးပိုင်းပဲဖြစ်ကျင်တဲ့အိုးတလုံးမှာအိမ်လေးတင်ပြီးတော့မိမိအိမ်မှာချိတ်ဆွဲပြီးတော့မကြခဏလွှဲပြီးစူတောင်းချင်းဖြင့်အတင်းတို့များအမြန်ဆုံးအိုးပိုင်းအိမ်ပိုင်းဖြစ်မိဖြစ်ပါကြောင်းလေးလေးစားစားပြန်လည်ဖြေကြားကောမတ်များအစီအစဉ်ကိုတင်ပြပေးလိုက်ပါတယ်ကျွန်တော်တို့ဒီချွေးညာမီမိသားစုကဟိုဒီတစ်ပတ်ထဲတော့ဗျာဒါပြောရင်ပြောရင်ချက်တရလဲကောင်းပါလေကျွန်တော်တို့ဖုန်းနေနဲ့ပတ်သက်တဲ့ကိစ္စဖုန်းမေးလေးတွေကျွန်တော်တို့လူပေးတဲ့ပုံကူလေးတွေရှိပါတယ်ကျွန်တော်တို့ဖုန်းမေးလေးကကျွန်တော်တို့ရွာမှာနေတော့ကျွန်တော်တို့ဖုန်းမေးတစ်ခုပြေးမယ်ဆိုရင်9မိုင်လောက်စပိန်နေရပါတယ် အဲတလောက်အနည်းဆုံး၃လေးကြိမ်သွားရပါတယ်အဲဖုံးမွေးလေးတွေထည့်ပြီးတော့ကျွန်တော်တို့အဲဖုံးသွားမထည့်ရတဲ့ဒီ9မိုင်လောက်သွားမယ်ဒုက္ခတော်တော်ဝေးသွားတာဖြစ်ပါတယ်အင်တာနက်နဲ့ပတ်သက်တဲ့ကိစ္စလဲအင်တာနက်ကလေးလည်းဖြည့်ပြီးတဲ့ပုံစံတွေရှိပါတယ်အဲပတ်သက်လေးလှလူတော့အင်တာနက်ကလေးနဲ့ပတ်သက်တာဝေးရတော့ကျွန်တော်တလားသားလေးဝေးလိုက်တော့တလားကိုတစ်ခေါက်လောက်ပဲသွားတော့အဲကျွန်တော်လူတန်းပေးကြတဲ့ပုံစံအားလုံးတို့ဒီကျွန်တော်တို့အင်တာနက်များအဲလူတန်းပေးတဲ့ရန်ကုန်မှာရှိတဲ့မမကြီးများ နော်အဲ့ဒါဖုံးပေတွေလူတန်းပေတဲ့မကွေးမှာရှိတဲ့မင်းလာမှာရှိတဲ့မိသားစုများအားလုံးလူတန်းတဲ့ကုသိုလ်ကံကြောင့်အလောက်ကံများပွင့်လန်းကြပါသည်ပိတ်ဆို့နေတဲ့ငွေကြီးများအများဆုံးပွင့်လန်းပြီးတော့သွားသည်များလာသည်များလှုပ်သည်များဂိုင်သည်များလူတွေတန်းသည်များအစဉ်ပြေးပြီးတော့ရောအဖော်လူဒူဝါကျော်ပြီးငွေကြီးများဆုလိုက်ပြုံလိုက်လုံလိုက်ခဲလိုက်ဝင်ရောက်ပြီးသာသနာပြုနိုင်တဲ့သားကောင်းသမီးကောင်းများဖြစ်ကြပါသည်။ရောင်ရွှေညမင်းမိသားစုကိုယ်စား ဆရာကြီးမြန်မာပြည်မှာလေးလေးစားစားဆုတောင်းမေတ္တာပို့လိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ